ဘာသာကြားချက်သူနဲ့ရှင်းနှစ်တွေပြီးမှလမ်းခွင်းလဲရတဲ့ဖွေးဖွေးရဲ့နောက်ွယ်ကအကြောင်းရှင်ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်အရရာပြေဆောင်နေရဲ့ဖွေးစဉ်လေးကသူမဘာကြောင့်တယောက်တည်းအဖော်မဲဖြစ်နေရသလဲဆိုတဲ့အမေခွန်းရဲ့နောက်ွယ်ကအကြောင်းရင်းကိုပြောလာပါရယ်ဖွေးဖွေးဆိုတာမြမရုပ်ရှင်လောကအတွက်တကယ်ကိုတောက်ပါတဲ့ကျဲတဲ့ပွင့်မှာသူရဲ့တယောက်ဆောင်ချက်တွေကအကယ်ဒမီစုတွေနဲ့ထိုက်တန်ကြောင်းတက်သေးပြခဲ့သလိုသူရဲ့ပြင်ပါကပွင့်လင်းတဲ့ပုံစံလေးကလည်းပရိသတ်တွေကိုအချစ်ပိုစေခဲ့ပါရယ်ဒါပေမဲ့သူမရဲ့အခြေအကျိစ္စကတိုးတိမ်လွန်းလာပါရယ် ်ဒါကြောင့်လည်းပြည်သက်တွေကသူမကိုဘယ်တော့မှယူစားမထားတော့ဘူးလားအချစ်ကိုမယုံကြည်တာလားဆိုပြီးတော့အမျိုးမျိုးထင်ကြီးပေးခဲ့ကြပါတယ်တချို့တွေကတော့အမှုပညာသမားဖြစ်လို့အလုံးမှာပဲစိတ်နေထားတယ်လို့တွေးခဲ့တာပါ ဒီတင်ကြီးရင်အားလုံးဟာအခုတော့အပြေမှန်နဲ့လွဲချော်ခဲ့ကြောင်းသိလိုက်ရပါပြီ။မကြသေးခင်ကဒိဝိမီအစီအစဉ်မှာဖွဖွေးကသူ့ရဲ့အခြေအကျိစောက်ကိုပရိသတ်ရှိမှဖွင့်ချခဲ့ပါတယ်။အဲဒီမှာသူမပြောပြခဲ့တဲ့ဇလန်ကတော့ပရိသတ်တွေကိုအင်အားသင်းစေခဲ့တယ်လို့သူမပေါ်မှာလည်းပို့ပြီးတော့တနာလေးစားစိတ်တွေဖြစ်စေခဲ့ပါတယ်။ဖွဖွေးဟာသူမဘဝမှာတခါမှအချင်းမရှိခဲ့တာမဟုတ်ပါဘူး။တကယ်တမ်းမှာတော့သူ့ဘဝရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ရှစ်နှစ်ဆိုတဲ့အချိန်ကာလရှည်ကြီးလက်တွဲခဲ့တဲ့စစ်သူတစ်ယောက်ရှိခဲ့ပါတယ်။ ရှင်းနေဆိုတာလူတယောက်ရဲ့ပြိုရဲတဲ့အချိန်တွေအမှတ်တရတွေအများကြီးကိုအတူတူမျှဝေတိစောက်ထားတဲ့ခိုင်မာတဲ့တန်ရုံးစင်မှာဒီအချက်တစ်ခုတည်းနဲ့တင်ဖူးဖူးရအခြေအေးကိုဘလောက်တန်ဖိုးထားခဲ့လဲဆိုတာမြင်နိုင်ပါတယ်။ပြဿနာကသူတို့နှစ်ယောက်ကြားမှာမဟုတ်ခဲ့ပါဘူး။သူတို့ရဲ့အခြေခံရင်းလမ်းမှာမကျော်လွှားနိုင်တဲ့အတားအဆီးကြီးကတော့ဘာသာမတူညီခြင်းဆိုတဲ့ကိစ္စပါပဲ။ဖူးဖူးကိုယ်တိုင်ကအခြေကိုယုံကြည်ရသူဖြစ်လို့ဘာသာတရားဆိုတာခြားနာခြင်းမဟုတ်ဘူးလို့ခံယူပါတယ်။ဒါပေမဲ့သူ့ကိုချစ်တဲ့သူကလည်းချစ်ရတဲ့မိဘတွေကတော့ဒီအခြေအနေ တွေကိုလက်ခံဖို့ခက်ခဲနေပါတယ်။ဒီနေရာမှာဖူးဖူးတယောက်ဘလောက်တောင်ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချခဲ့ရလဲဆိုတာစဉ်းစားကြည့်နိုင်ပါတယ်။တစ်ဖက်မှာရှစ်နှစ်လုံးအတူရှိနေခဲ့တဲ့အနာဂတ်ကိုအတူပုံဖော်ခြင်းခဲ့တဲ့ချစ်သူ။နောက်တစ်ဖက်မှာတော့ကိုယ့်ကိုမွေးဖွားလာပြီးတော့တသက်လုံးစိတ်ချမ်းသာစေခြင်းနဲ့မိဘနဲ့ပေါင်းသူမဟာနှလုံးသားရဲ့ဆန္ဒကိုချိုးနှိမ်ပြီးတော့မိဘတွေရဲ့မျက်ရည်ကိုတုပ်ပေးဖို့ရည်ရွယ်ပါတယ်။ ကိုရိုင်းနာချင်းခန်းစားရမှာကိုတည်တည်ချင်းနဲ့ချစ်သူကိုလမ်းခွဲစကားဆိုခဲ့ရတဲ့သူမရဲ့ချင်းတွေကတကယ်ကိုစာနာစရာပါအဲ့ဒီဖြစ်ဖြစ်နောက်ပိုင်းမှာဖွဖွေးရအချင်းနဲ့ပတ်သက်ရင်လုံးဝတကားပိတ်လိုက်တော့တာဖြစ်တယ်လို့ဆိုနိုင်ပါတယ် သူရဲ့ခြေခွဲခဲ့ရတဲ့နှလုံးသားဒဏ်ရာတွေကိုအမှုပညာအလုပ်တွေထဲမှာနှိမ့်မြုပ်ပြီးတော့ကုစားခဲ့ပါတယ်။ပရိသတ်တွေမြင်နေရတဲ့အလုပ်အယံစူးစားတဲ့အမြဲတက်ကြွနေရဖူးဖူးရဲ့ပုံရိပ်ကတကယ်တော့သူမရဲ့ပုံကိုရင်နာခြင်းမှုတွေကိုဖုံးကွယ်ထားတဲ့မျက်နှာဖုံးတစ်ခုဖြစ်ကောင်းဖြစ်နေပါတယ်။ဒါကြောင့်မလို့ဖူးဖူးရဲ့အပြိုကြီးဘဝဟာရွေးချယ်စရာမရှိလို့ဖြစ်နေရမဟုတ်ပဲမိဘပေါ်မှာခြားတဲ့မေတ္တာနဲ့တည်သက်မှုတွေကြောင့်ဖြစ်တည်လာတဲ့ဘဝတစ်ခုလိုနားလည်ပေးနိုင်တာပါ။သူမဟာကိုယ်ပျော်ရွှင်မှုထက်မိသားစုကိုပိုတန်ပိုးထားကြောင်းတသက်ပြခဲ့ တဲ့သမီးကောင်းတစ်ယောက်ပါပဲ။ပရိသတ်တွင်နေတဲ့ရောအချင်းနဲ့မိဘမေတ္တာတွေကြားမှာပြားများရတဲ့ဒီလိုအဖြစ်မျိုးကိုဘယ်လိုမြင်ပါသလဲ။ဖွေးဖွေးရဲ့ကြီးမားတဲ့ဆွလွတ်မှုကိုရောလေးစားနားလည်နိုင်ကြရဲ့လားဆိုတာအမှတ်ချက်လေးတွေပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။